ရင်ဖြစ်နေသူ့ကိုပြန်သားလိုက်တယ်။သူကတကယ်တော့နိုင်ငံကောင်းဆောင်အဲဒါမျိုးလေးတွေကဒီပလိုမစီရဦးမြောင်နိုင်ငံအများပြောတဲ့ဂျင်းလိုပဲဆိုဆိုတကယ်တော့တဦးနဲ့တဦးမှာတယောက်ကိုတယောက်နားလဲသွားအောင်ကျင့်တ်သွားအောင်ရှေ့စကားနဲ့ဖွဲ့ပြီးတော့ချစ်တင်နှောင်းလိုက်တယ်လူ။ဟွန်းဒါယုံကြည်မှုတည်ဆောက်လိုက်တဲ့အကောင်းဆုံးသောလက်နက်လို့မြင်ပါတယ်။နိုင်ငံတော်အကြီးအကဲတွေပေါ်မှာလည်းဦးစင်းတို့ခွင့်လွှတ်ရတာဒီဆွန့်လွှတ်ရတာဒီအများကြီးပါပဲ။ကိုကနိုင်ငံရေးအမြင် ူမျိုးရေးအမြင်ဘာသာရေးအမြင်ရှိလို့အကုန်လုံးကိုကန္နာကောသားတိုက်လို့လည်းမရဘူးပေါ့သူတို့မှလည်းနော် level ကွာတာပေါ့ရရွာဥက္ကဋ္ဌကရရွာအတွေးခေါ်ပဲရှိတယ်လို့နိုင်ငံတော်ဥက္ကဋ္ဌကနိုင်ငံတော်အတွေးခေါ်ရှိမှာပေါ့အဲ့ဒါပုံမှန်နားလေတတ်တာကရန်တပါအတွက်စွန့်လွတ်တတ်တာကချမ်းသာခြင်းပဲဒါကြောင့်ရှင်ပြအုတ်ချုံမှုပုံမှန်မကျင့်တတ်တာရှိလားဆိုမရှိဘူးအဲသူတို့ကကို့ပေါ့နိုင်တဲ့စီနင်းဖြစ်နေစတဲ့ကျင့်တတ်ကိုမှကျင်းနဲ့လားတယ်မကျင်းနဲ့တာမရှိဘူးတဲ့ဘယ်မကျင်းနဲ့တာရှိမလဲကိုရဲ့လက်ကမှမီးမပူသေးတာเนาะဒီလောက်ဒီပြည်သူတွေကိုဘုံနေကျဲ ရောက်ဒီပြည်သူတွေဘဝတွေဖြက်စီလူငယ်တွေရဲ့အိမ်မက်တွေကိုဖြက်စီနေ့စဉ်နဲ့အမျှအလွဲဥပဒေတွေထုတ်ပြီးတော့ပြည်သူတွေပေါ်ကျွန်တော်ဖိနှိပ်နေတာကိုတော့ကျင့်နေပါတယ်လို့လူပဇက်ကပြောနေတယ်ဆိုတဲ့ကသင်ကန်းဝေထားပြီးအမှားမှန်ကိုမခွက်ကြဓမ္မနဲ့အရမအကိုမသိတဲ့ဘုံတပါးဆိုတာကတော့အားလုံးပဲတွေ့မြင်နေမှာဖြစ်ပါတယ်ဒါကျွန်တော်နိုင်ငံအတွက်တကယ်ကိုမှသာသနာအတွက်စိုးရိမ်စရာဖြစ်ပါတယ်တော်လေးကိုမှလည်းသင်ကန်းချုံရောင်ဆောင်ထားတဲ့သူတွေများလာတာဟာသာသနာကိုလူငယ်တွေအညီမှုတော်နေလာတာပြည်ပြည်နဲ့ပေါ်ပေါက်လာသူတွေပဲနိုင်ငံနိုင်ငံဆရာတော်ကြီးရလဲဒါမျိုးကိုပိတ်ပင်တားမြစ်ခဲ့ကြပြီမယ်လဲ ထပ်မှလည်းဘောပြေးမပြီးတော့အာနာရောင်းလုထတာဖြစ်တဲ့အတွက်တန်ခါနိုင်ကဆရာတော်ကြီးလည်းဘာမှမတန်နိုင်တဲ့အနေအထားတစ်ခုရောက်ရှိနေပါတယ်။ အားလုံးပဲမင်္ဂလာပါ Jerry Reaction Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရယ် Jerry Reaction မှာလေးမှတော့မဆုံးတာကြာပြီဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ့်အကြောင်းအရာလေးကတော့ main online တယောက်ရွှေရှားကိုသွားပြီးတော့ကျွတ်မင်းနဲ့သွားတွေ့တယ်ကျွတ်မင်းကြီးနဲ့ကျွတ်မင်းလေးကျွတ်ဖြင်းညီနောင်နှစ်ပါးရဲ့အကြောင်းကိုအခုဆိုရင်တော့အားလုံးသိတဲ့အတိုင်းပဲဘောမောပါပါဘူးဘောမောပါပါဘူးဘောမရဲ့ဦးစင်းတို့မပြောပါနဲ့လုံးဝမခံနိုင်ပါဘူးအလေကလမ်းလမ်းစဉ်ကိုပဲလိုက်နေတာပါဆိုတော့ဗုဒ္ဓဂုံကြီးဆရာတော်ကတော့ ဘောမှပျောက်ရင်းနဲ့တွေ့ဆုံနေပြီဖြစ်ပါတယ်။ကဲဒါဆိုရင်တော့သူတို့ဘာတွေပြောမလဲ။မင်းရောက်နိုင်ဘယ်လောက်ထိချီးကျူးမလဲ။မင်းရောက်နိုင်ရဲ့ဘောကိုဘယ်လောက်ထိမအောင်မလဲဆိုတာတော့ဒီဗီဒီယိုလေးမှာမြင်အောင်မှာဖြစ်ပါတယ်။အကြည့်ရသေးတဲ့ဖေးဆွေတွေအတွက်ပြန်လဲမျှော်ပြီးလိုက်ခြင်းဖြစ်ပါတယ်။ဒီမင်းအောင်နိုင်ကဟွန်းဗလာဒီမာပူတင်ကိုဒီစာပြလိုက်ခြင်းအဖြစ်တစ်ဗလာဒီယာပူတင်ကဒီထဲမှာကျင်းနဲ့သွားစီတယ်တမိုင်းတစ်ခုရဲ့သူ့ကိုမင်းကလည်းကျင်းနေတယ်ပြောနေရဟိုကရုပ်ကကြည့်တာမင်းတို့အတန်းငယ်နဲ့စားရုံနဲ့ကြည့်နေတာဒီကောင်ကျွန်တော်နောက်နဲ့ငါ့ကိုဘာလဲပြောနေရလဲဆိုကြည့်နေတာ နော်ဗလာဒီမာပူတင်ဆိုတာဘာပဲဖြစ်ဖြစ်ဘလောက်ပဲဝန်ရမ်းဖြစ်နေဖြစ်နေကမ္ဘာပေါ်မှာအဆင့်နှစ်ရှိတဲ့အနေထားမှာယက်တည်နေတဲ့ကောင်ကနေပြီးတော့ဒီမြန်မာနိုင်ငံကအဆုတ်ပလုတ်ကောင်ဘာမှတုံးမကြဤသူတင်မြောက်ထားတဲ့သူကိုနန်းချအောင်နဲ့တင်းထည့်ပြီးတော့နော်ဤသူကမလို့လာပဲတအုပ်ချုပ်နေတဲ့ကောင်ပူပေါင်းနေပြီးဆိုတဲ့ကတော့စဉ်းစားကြည့်တော့လေမြန်မာနိုင်ငံကလိုချင်တာဘယ်လောက်ထိရှိနေမလဲဆိုတာကတော့ပြန်ဖြစ်ပါတယ်လူမျိုးကောင်ပြောရရင်တော့အောက်ဆီနဲ့နှိုက်တာပေါ့ဗျာဒေးတဲ့သွားပြီးတော့အောက်ဆီရမယ်ဆိုင်သွားတာလို့ပါပဲအောက်ဆီရောင်းနေရောင်းနေတဲ့ကောင်ကို ဒါတော့လူပဲမြှောက်ပေးထားတာပေါ့မဟုတ်ရင်လဲတကယ်အစိုးရတက်လာတဲ့ခါကျရင်ဒီလိုမျိုးကြီးအောက်စီးနဲ့နှိုက်လို့ပဲရမှာလဲအဲဘာဖြစ်ပုံပြီးတပါသင်္ကန်းဝေထားပြီးတော့ဘလောက်ထိအသိဉာဏ်ရှိလဲဆိုတာတော့ဒီဗီဒီယိုလေးမှာကြည့်ရမှာပါပဲအဖြစ်နဲ့သူတင်သားလိုက်တယ်သူကတကယ်တော့နိုင်ငံကောင်းဆောင်အဲဒါမျိုးလေးတွေက diplomacy ရခုမရောက်နိုင်ကအများပြောတဲ့ဂျင်းလိုပဲဆိုဆိုတကယ်တော့တဦးနဲ့တဦးမှာတယောက်ကိုတယောက်နားလဲသွားအောင်ကျင့်တ်သွားအောင်ရှေ့စကားနဲ့ဖွဲ့ပြီးတော့ချစ်တင်တော့လိုက်တယ်လို့ ဒါယုံကြည်မှုတည်ဆောက်လိုက်တဲ့အကောင်းဆုံးသောလက်နက်လို့မြင်ပါတယ်နိုင်ငံတော်အကြီးအကဲတွေပေါ်မှာလည်းဦးဇင်းတို့ခွင့်လွှတ်ရတာဒီဆွတ်လွှတ်ရတာဒီအများကြီးပါပဲကိုကနိုင်ငံရေးအမြင်လူမျိုးရေးအမြင်ဘာသာရေးအမြင်ရှိလို့အကုန်လုံးကိုကဏ္ဍကောတာတိုက်လို့လည်းမရဘူးပေါ့သူတို့မှလည်းနော် level กว่าတာပေါ့ရရွာဥက္ကဋ္ဌကရရွာအတွေးခေါ်ပဲရှိလို့နိုင်ငံတော်ဥက္ကဋ္ဌကနိုင်ငံတော်အတွေးခေါ်ရှိမှာပေါ့အဲ့ဒါပေါ်မှာနားလေတတ်တာကရန်တဘာအတွက်ဆွတ်လွှတ်ထတာကချမ်းသာခြင်းပဲဒါကြောင့်ရှင်ပြအုပ်ချုပ်မှုပေါ်မှာမကျင်တတ်တာရှိလားဆိုမရှိဘူးအဲသူတို့ကပို့ပေါ်နိုင်တဲ့စီရင်ဖြစ်နေစလဲကျင်တတ်တယ် အုပ်ချုပ်မှုပေါ်မှာကျင်းနေလားတဲ့မကျင်းနေတာမရှိဘူးတဲ့ဘယ်ကျင်းနေတာရှိမလဲဥရဲ့လက်ကောင်မှာမီးမပူသေးတာနော်ဒီလောက်ဒီပြည်သူတွေကိုဘုံနေကျဲဒီလောက်ဒီပြည်သူတွေရဲ့ဘဝတွေဖျက်ဆီးလူငယ်တွေရဲ့အိမ်မက်တွေကိုဖျက်ဆီးနေ့စဉ်နဲ့အမြတလွဲဥပဒေတွေထုတ်ပြီးတော့ပြည်သူတွေပေါ်ကျွန်တော်ဖိနှိပ်နေတာကိုတော့ကျင်းနေပါတယ်လို့ဗဇက်ကပြောနေတယ်ဆိုတဲ့ကသင်ကန်းဝေထားပြီးအမားမအောင်မခွက်ကြဓမ္မနဲ့အရမအောင်မသိတဲ့ဘုံတပါဆိုတာကတော့အလုံးပဲတွေ့မြင်နေမှာဖြစ်ပါတယ်ဒါကျွန်တော်နိုင်ငံအတွက်တကယ်ကိုမှသာသနာအတွက်စိုးရိမ်စရာဖြစ်ပါတယ်တော်လေးကိုမှလည်း သင်ကန်းချုံရောင်ဆောင်ထားတဲ့သူတွေများလာတာဟာသာသနာ့ကိုလူငယ်တွေပြညမှုတော်နေလာတာပြည်ပြည်နဲ့ပေါ်ပေါက်လာသူတွေပဲနိုင်ငံနိုင်ငံဆရာတော်ကြီးရာလဲဒါမျိုးကိုပိတ်ပင်တားမြစ်ခဲ့ကြပြီမယ်လဲအမှားလဲဘောပြေမပြီးတော့အာနာရအောင်လုပ်ထားတာဖြစ်တဲ့အတွက်နိုင်ငံနိုင်ငံဆရာတော်ကြီးလည်းဘာမှမတက်နိုင်တဲ့အနေအထားကိုရောက်ရှိနေပါတယ်ဟာဆရာမင်္ဂလာပါဗျာတပည့်တော်လေးလိုက်လေးစားပါလိုက်လေးစားပါဟုတ်ကောင်းပါပြီဟာဒီနေ့တာနာနှစ်2568ခုအာ600လောက်ကဒီထဲမှာရှိနေတယ်အဲ့ဒါမှမဟာယာနအိုင်လည်းပါတယ် ားထုတ်တာထေရဝါဒအားထုတ်တာဒီကဆရာတော်ကြီးကမှအားလုံးကိုစောင့်ရှောက်ထားတဲ့သဘောပေါ့อืมလောလောဆယ်တဘာဝရိတ်ကဆရာတော်ကဒီမှာသူကအဲနှစ်ထိုက်ကျောင်းကောင်လေးတနေရာယူပြီးတော့သူ့ရဲ့တာနာပြုလုပ်ငန်းတွေဒီမှာလုပ်တယ်ပေါ့ဆိုတော့ဒီမှာစနေနေ့တိုင်းသူကျမ်းမာရေးအဲစောင့်ရှောက်တဲ့ဟိုဗီယက်နမ်ဖူဆွန်တိုင်တော်ကြီးပေါ့ဖူဆွန်ကျောင်းတော်ကြီးဆိုရင်မာစီဆရာတော်ရဲ့စီရီရောအကုန်လုံးရှေ့ဆရာတော်တော်တော်များများရဲ့မဟာယာနတွေများနေလို့ဒါဗုဒ္ဓဘာသာအနေနဲ့သူပြောလို့မရတာဟိုခရီးယန်က600ခန်းလောက်ပဲရှိတယ်အဲအခုလဲသူ့ရဲ့ဥစ္စာက ောင်းပေါင်းလည်းတရားကျော်လောက်ရှိတယ်မြန်မာနိုင်ငံထဲမှာလည်းတရားကျော်လောက်ရှိဒီမှာတော့ဟိုနောက်ထပ်ထိမ့်သိမ့်မဲ့အဖွဲ့တွေလည်းရှိပါတယ်ဒီမှာဆရာတော်ကြီးကတနည်းအားဖြင့်တနည်းအားဖြင့်ကျောင်းကဧကကျယ်လူညွန်ညမှုစိတ်ကွက်မှုမရှိဘူးဆိုရင်ဦးဇင်းတို့လည်းကျင့်တတ်တယ်ပဲပြောရမှာပါဆိုတော့တာနာတော်ဒုတက်လာလာဆိုတော့လည်းတာနာတော်ဒုတက်အောင်လုပ်အောင်ရဟန်းလုပ်ပါနိုင်ငံတော်ဒုတက်အောင်လုပ်အောင်နိုင်ငံတော်ရဲ့အကြီးအကဲလုပ်ပါသူသူ့လုပ်သူ့လုပ်ကိုယ့်လုပ်ကိုယ်လုပ်ဆိုရင်ဦးဇင်းတို့အနေနဲ့တော့သိငင်းရမှရှိပါမရှိပါဘူး။အခုလည်းအမြင်ရပြောနေတယ်ဦးဇင်းတို့လည်းလက်ခွင့်ရှိတယ်။အဲဦးဇင်းတို့မှာခုနကလို့ပေါ့ဦးဇင်းရဲ့အထက်ကလည်းမြို့နယ်တန်းကနာကစားဦးဇင်းတို့လည်း ဟိုစောင့်ကြည့်တယ်ဦးဇင်းကိုလက်မထိုးပါပါညာဆိုလဲသူတို့ခိုင်းတာဦးဇင်းတို့လှုပ်တယ်ကိုလှုပ်တဲ့နာကိုလှုပ်နေတယ်အဲသူတို့နဲ့ကိုကြမ်းမှာမကြည်လည်မှုတွေရှိနေရင်တော့ဦးဇင်းကငယ်သူတောက်နေနဲ့လက်ခံလိုက်တယ်ဆိုရင်ဒါကမပြည့်လည်စရာမရှိပါဘူးအရေးကြီးတာကယဟန်ဟာတန်တရာကလွတ်ဖို့ဆိုတဲ့အလုပ်ပဲလုပ်ရမှာဦးဇင်းကအသက်ကလည်း60ကျော်လာပြီဆိုတော့အသက်က60ကျော်နေပြီတန်တရာကလွတ်ဖို့လှုပ်လှုပ်နေရတယ်နေ့စဉ်နဲ့အမြ line ပေါ်တက်ပြီးတော့နာမည်တော်ကြောက်အောင်တစ်ခုပြီးတစ်ခုပုံညမ်းလိုက်ရှာနေတဲ့သင်ငန်းဝစ်ထားတယ်နော်သင်ငန်းခြုံထားတဲ့ဗုဒ္ဓဂုံကြီးဆရာတော်တရားတော်ပြောနေပါပြီ ူလုံနေတဲ့လုတ်ရက်တွေဟာတရားပေါက်ဖို့အတွက်နဲ့အင်္ဂါတပားရဲ့လုတ်ရက်တွေကိုလုံနေတာတဲ့ဦးစင်းကတန်တရားလုတ်ဖို့ပဲလုတ်ဖို့အခုလိုဒီမှာတရားစကန်နေလိုက်လေးလာတယ်ကိုရိုင်းတရားဟောပေးတယ်အခုရိုင်းလည်းကြည်ကြံအားထုတ်နေတယ်အဲဟောတယ်ဆိုရလဲကိုကိုရိုင်းဘဝကိုစွန့်လာခဲ့ပြီးမှရမ်းဖြစ်ပြီးလားမတိပဲနဲ့မစွန့်ခဲ့လို့စွန့်ခဲ့တာလဲငှက်လို့ပြက်လို့အနည်းတရားထိုင်ပြမရှိလို့မဟုတ်ပဲတစ္ဆာဓမ္မကြောင့်ဒီဘဝဟာအလွန်အေးချမ်းလို့တကယ်ကိုအချိန်တိုင်းချမ်းသာနေလို့ဦးစင်းဒီဘဝကိုရောက်လာတာလူဘဝကကိလေသာနဲ့ ဇနီးမယားတမိသားရှိနေတယ်လို့သူလည်းအောင်မြင်နေတာပဲသူတို့ပေးခဲ့ထားခဲ့တာရည်လေဟိုထိုက်တန်တာတောင်ပူသေးတယ်။ဒါကြောင့်သူတို့လည်းသူတို့ဘွားလေးတွေကိုပြန်ပြီးအောင်မြောင်ရက်တီးပြီးသူလည်းလွတ်မြောက်စေချင်တာ။ရာထူးလည်းရှာမှာမဟုတ်ဘူးလေ။တင်ပါဆရာ။ဒီလိုတွင်ဦးစင်းတို့ကအေးချမ်းနေလေ။ဦးစင်းရဟန်းဘွားရောက်တာကအဲ့လိုအာနာယူဖို့ကြော်ကြားဖို့တခုမှမဟုတ်ဘူး။ဦးစင်းရဲ့လှုပ်ဆောင်ချက်တွေဦးစင်းရဲ့အပြောတွေဦးစင်းရဲ့အမြင်တွေဟာဒီကနေ့ဗုဒ္ဓဘာသာအတွက်ကောက်လို့ကြိုက်လို့ အဲဦးဇင်းရှင်းလိုက်လို့လားဘာသာကြားတွေနဲ့ဦးဇင်းနဲ့ရှင်းပြလိုက်လို့ဘာသာကြားဆောက်တီထွက်တယ်အတိုင်းပြည်အတွက်အထောက်ပံ့ဖြစ်တယ်ဦးဇင်းဘာသာကြားရှင်းပြလိုက်လို့ဘာသာကြားတွေဗုဒ္ဓဘာသာနားလည်လာတယ်ဗုဒ္ဓဘာသာဝင်လာတယ်ဒါမျိုးလေးတွေပေါ့အဲ့ဒါတွေကဦးဇင်းရဲ့အောင်မြင်မှုတွေပေါ့ဒီလိုပဲဗုဒ္ဓဘာသာထဲမှာရှိတဲ့နတ်တွေဘိုးတော်တွေဂိုင်းစရာတွေဦးဇင်းဆွေးနွေးတယ်မုန်းလို့လည်းမဟုတ်ဘူးဦးဇင်းရဲ့ဖျားပေါ့အမြင်ခန္ဓာပေါ့အမြင်ဓမ္မပေါ့အမြင်ကျွတ်တွေ့သမျှလူတွေနဲ့အားလုံးပတ်ပြီးတော့ line မော်တက်ပြီးတော့သင်္ကန်းချုံပြီးပြဿနာပေါင်း16000ရှာနေလို့တော့သင်္ကန်းတန်ခါနာရကကြီးကနေပြီးတော့တားမြစ်ထားတဲ့အထိ ုတ်ပယ်ခံထားရတဲ့ဥစဉ်တပားကနေပြီးတော့သူ့ရဲ့လောက်ရတည်းမြတ်ပါတယ်လို့ပြောနေတာတော့ဒီမှာမြောက်ဝါထင်မြင်နေရဖြစ်ပါတယ်ပေါ့ဥစဉ်အမြင်ကခုနလိုပေါ့အားလုံးလက်ခံနိုင်တဲ့အခြေအနေမျိုးလို့ဥစဉ်ရက်တည်နေတာပါပဲဒီမှာရှင်းပြတယ်ပါအဲ့တော့ရှင်ပြအဲသာသနာတော်ပေါ့နော်အခုအဲသာသနာဥဆောင်နေတဲ့ဒီမဟာယနာနာမဟာနာဆရာတော်ဘုရားကြီးတွေပေါ့မှာလဲရှင်ပြအနေနဲ့ကမိတို့တော့မှစိတ် question လည်းမရှိဘူးသာသနာတော်အခုတပည့်တော်တို့နိုင်ငံမှာအုပ်ချုပ်နေတဲ့အုပ်ချုပ်သူရရှိလူကြီးတွေများပေါ်မှာလဲတပည့်တော်အရှင်ပြအနေနဲ့ကတော့အဲဂျင်းတဲ့စိတ်တွေအပြေဝါရှိတယ်လို့အခုဒီဟန်ဘွားမှာလဲ အချိန်တိုင်းအချိန်တိုင်းဟာချမ်းသာနေတယ်လို့အရှင်ပြားပြောတယ်နားလဲပါလေရှင်ပြအဲ့တော့အခုအဲကျွန်တော်တပည့်တော်နိုင်ငံက NASA ကဥက္ကဋ္ဌကြီးပေါ့နော် ပြောဆိုခဲ့တာဒါလေးနဲ့ပတ်သက်ပြီးတော့ဝေမှန်မှုတွေမြင့်တက်နေတယ်တန်ခါတော်တွေကြားမှာလည်းဝေမှန်မှုတွေမြင့်တက်နေတာတွေ့ရတယ်ရှင်ပြအဲ့အဲ့ဒါကဘာလဲဆိုတော့ NASA ကဥက္ကဋ္ဌကိုမခြားနိုင်ငံကဖိတ်ကြားတယ်ပြဖိတ်ကြားတဲ့ခါမှာနိုင်ငံတော်အဆင့်နေနဲ့သွားတယ်သွားပြီးဟိုမှာတကယ်ကမ္ဘာအဆင့်ကောင်းဆောင်တယောက်နဲ့နော်ကမ္ဘာကောင်းဆောင်တယောက်နဲ့ပေါ့နော်ဒါမျိုးကုန်ပြေရှိသွားနဲ့ဆွေးနေတာတွေ့ရတယ်ရှင်ပြအဲ့ဒီမှာခုနိုင်ငံကိုခြားနိုင်ငံကိုရောင်းစားနေတာကိုပြောနေတဲ့ဘုံမတစ်စိုက်ကတော့ဒါမြန်မာနိုင်ငံရဲ့သမိုင်းတိုက်ရခံနေပါပဲ ဥအကာဝေးဥစ္စာပေါ့နော်တပည့်တော်တို့ဒီဥက္ကဋ္ဌကြီးဒီဥမင်းအောင်နိုင်ကပြောတဲ့စကားလေးပေါ့အဲဒီစကားလေးမှာဘုရားကဗျာဒိတ်ပေးခဲ့တယ်ပေါ့ဗျာဒိတ်ပေးခဲ့တာဟာဒီရုရှားနိုင်ငံရဲ့သမ္မတကြီးဟာဘုရားဗျာဒိတ်နဲ့ကိုက်နေနေတယ်ပေါ့အချင်းကြလို့ရှိရင်ရုရှားနိုင်ငံဟာလက်နက်အင်အားနိုင်ငံအင်အားကြီးနိုင်ငံကြီးစစ်ကြောင်းလေးမင်းကြီးဖြစ်ပြီးတော့မြန်မာနိုင်ငံနဲ့ပေါင်းဖက်ရမယ်ဆိုတဲ့ပုံစံမျိုးတွေအထိ အဲ့ဦးမြောင်ကပြောလာတာနဲ့ပတ်သက်ပြီးတော့တန်ခါတော်တွေချားလိုက်ပါလေဝေဖန်မှုတွေစစ်တန်ခါတွေဆိုရှင်းထည့်ပါလေဆိုပြောနေအောင်တွေ့ရပါလေရှင်းပြအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဘက်တော့ကြာလေတာသနာပြဘယ်လိုခေါ်မလဲဆိုလို့ရှင်တိတ်ခဏစစ်စစ်နားမလဲရှင်းပြတို့ကြာတော့ပူပြီးနားလဲမယ်ဆိုတော့အားလုံးမနားထောင်တိကျသူတွေအားလုံးလည်းမှာ900လောက်ရှိပါလေရှင်းပြလူကြီး900လောက်ရှိတယ်အဲ့တော့သူတို့တွေအားလုံးနားလဲရလေအောင်နောက်ထပ် relay ကြီးရှိမှတွေနားလဲရလေအောင်ရှင်းပြရှင်းပြစေချင်ပါလေဗျရှင်းပြတကယ်တော့တကယ်တော့ပြောတဲ့ကိစ္စဟာခုနကအဲဥအောင်စီရပါသူ့ရဲ့ဘဝတမိုင်းအထုပ်ပတ်တည်ရည်တဲ့ထဲက အကြောင်းတရားတစ်ခုလို့ဦးဇင်းတို့သိရပါတယ်ဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပါဠိတော်အထောက်ထားရှာလို့လည်းပြီးနိုင်မယ်မထင်ပါဘူးဘာကြောင့်လဲဆိုတော့ဘုရားရဲ့တုတ်ဝင်းဒီအပြီးတမှာပါဠိတော်ထဲမှာမပါဘူးလို့ပြောရင်ရနိုင်တဲ့အရာတစ်ခုကိုလူတွေကဥမာဆိုတော့ဦးဇင်းတို့မခွေးဆိုလဲမြတ်တော်ဘုရားကြွခဲ့လို့ဟလာဘုရားရဲ့တလွန်တော်လို့ဒါတွေကိုပြောမယ်ဆိုရင်မြတ်စွာဘုရားမြမပြူကြွဘူးလားဆိုတဲ့ဇလန်းနေရှိလာမယ်လေဒါပေမဲ့ကိုချင်ညိုတဲ့ကိုယ့်ရဲ့မင်းကို ကိုယ့်ကိုချိမြောက်ကြတယ်ပေါ့နောက်ပြတော့သူတထူးရဲ့စိတ်ကိုစိတ်ချမ်းသာအောင်ဒီပလိုမေစီပဲပြောရမလားပြောတတ်ဆိုကျန်တဲ့အတမ်းကြောက်လိုက်တယ်ဩကျောင်းကြီးရမ်းဝင်လို့ဖြစ်ပါလိမ့်မယ်ဒီ NL အဲ့လိုကျောင်းကြီးဝင်တာနော်သူတို့စီမှာကျောင်းကြီး policy ဘယ်လိုရှိလဲမသိဘူးဟုတ်တယ်ဟုတ်တယ်ဆိုတော့အဲ့တော့ဦးအောင်ဒီကထုတ်ပတ်ဒီမှာဦးအောင်ဒီကထုတ်ပတ်ဒီမှာရေးခဲ့အဖက်လူစိတ်ချမ်းသာအောင်ပြောတာမဟုတ်ဘူးကအဲ့ဒါဖားတာလို့ခေါ်တယ်ဖားတာမှာမျက်နှာယူပြုံးပြီးပြီးဖားတာအောက်ကနေပြီးတော့အောက်ကျုပ်ခံပြီးတော့ဖားနေရတယ်ဘောကဒါဟိုညီမ ်ရထမဟာမိသက်တကပဏိတာဘွဲခံဆရာကြီးပါဠိဆရာကြီးဦးစောဆိုတော့သူကိုယ်တိုင်ပါဠိဆရာဖြစ်တော့သူကပါဠိလေးတွေနဲ့ဇတ်တော်လေးတွေရောညှက်ပြီးတော့ရေးခဲ့တဲ့သဘောလို့ဖြစ်ပါတယ်။ဒါရွှေပြည်သိမ်းကန်းစာနိဒန်းဆိုတဲ့စာအုပ်မှာ ရေးခဲ့တာပေါ့။ဟိုဘုဂျုံမူမြောင်းလိုက်ကြောက်သွားတဲ့ထင်မှာတော့1938မှာပြန်ထုတ်တဲ့စာအုပ်လို့ဒါတွေကတော့ပြောပါတယ်ဒါတွေချက်ရှိပဲပဲတန်းတယ်။ရေကျော်ရမောင်ကူမာရီလန်းဆိုတဲ့ဟိုကနပါဠိဆရာကြီးဦးချစ်ဆိုရပြန်တီးဖြတ်တယ်ပေါ့။ရွှေအိုးကြီးစေးတိုင်းနဲ့စာပုံနှိမ့်တိုင်းအဲ့ရမတော့ ဥအောင်စီကထုတ်ပတ်တီထဲမှာပါတာပါစာမျက်နှာ50နဲ့8မှာပါတာပေါ့ဒါဥစဉ်အနေနဲ့ပြောရတော့ဖះဖြစ်တော့ကြမဟုတ်ပါဘူးဒီဥအောင်စီရဆိုတာလေဖះလောင်းပေါ့အဲကြောင့်အလောင်းမင်းတရားကြီးလို့သူကဆိုတာပေါ့တရားစုပန်နေပေါ့ဒါကြောင့်အဲ့ဒီအကြောင်းကိုရင်းရနေပြီးတော့အာနန္ဒာပြုံးခဲ့တာရသော်ဖះပြုံးတာနေတယ်လေအဲ့ဒါဆိုရင်ဟိုမြတ်စွာဘုရားတသက်မှာနှစ်ခါလောက်ပြုံးခဲ့တယ်လို့စာပေရဆိုတာဟုတ်တယ်မှန်ပါရှင့်ဗျာအဲ့တော့ဟိုဒါအာနန္ဒာနဲ့ပြုံးတဲ့အခါမှာခုနကကြွက်မင်းနဲ့အဲနောက်နှစ်နှစ်ထောင်ကျော်တဲ့အခါမှာဆိုရင်ဗျာဒီစကားဟာ ပါဠိတော်အနေနဲ့တော့ရှိမယ်လို့ဥစဉ်မထင်ပါဘူးဒါတိုးဆောင်ဆန်တမျိုးလို့ဆိုရင်ဆိုတာ ရှေ့တုန်းကအဲ့ခေတ်ကမညာလည်းပြောရရင်တော့ခရီးယန်ကျန်းနေမြန်မာနိုင်ငံမှာပြုတ်တူနေတဲ့အချိန်ပေါ့ဟိုချက်စင်မြန်မာနိုင်ငံရောက်လာပြီးတဲ့နောက်ပိုင်းဖြစ်နေတဲ့ကာလတွေပေါ့ဟိုမြန်မာတမိုင်းကိုမင်းတို့မင်းနောက်မှဒီဆောက်တီကထွက်လာတော့ဥအောင်စီရဆိုတာလေရှေ့မှာအများကြီးစောခဲ့တာဟုတ်အဲ့တော့အဲ့ဆောက်ထဲမှာပါခဲ့တယ်ဆိုတော့ယူရှားလူမျိုးဖြစ်လက်တန့်ရုရှားလူမျိုးဖြစ်လက်တန့်ဆိုတဲ့စကားတွေဟာ ိုရာရှာလူမျိုးတွေလက်နဲ့ဆက်ကြမျိုးမျိုးတက်ပြီးလက်နဲ့ဆက်ကြရှင်ဖြစ်လက်တန်ဆိုတဲ့ဇကားတွေဟာအိုက်ခက်ကဖြားရည်ဇကားဆိုပေမဲ့အခုလက်တွေမှန်နေတယ်ပေါ့อืมတင်ပါရှင်ဟာဟိုနမိတ်ဖတ်ခဲ့တယ်ပဲဆိုဆိုအဲ့နမိတ်နဲ့ဓာတ်ရိုက်ကိန်းတပောင်နဲ့ညီခဲ့တယ်လို့ပြောရမယ်ဇကားမျိုးသာဖြစ်နေတာပါဒီပေါ်မှာပါဠိတော်မှာပါတယ်လို့တော့ဥစဉ်တို့နေနဲ့ဟိုတားမပြောနိုင်ဘူးအခုရေးခဲ့တဲ့ဆရာစောပါဠိဆရာကြီးဥစောရေးခဲ့တာပါဠိဆရာကြီးဖြစ်တဲ့အတွက်ရှိတဲ့ဇလန်းနဲ့တွဲပြီးတော့ရေးလိုက်တဲ့အခါမှာမြန်မာပြည်နဲ့ချစ်ကြည်ရမိတ်လက်တန်ဖြစ်လက်တန်ဆိုတဲ့ဖြားရည်ဇကား မကြောင်တော့မြူလေဆိုတာမြတ်စွာဘုရားကမြန်မာနိုင်ငံဖြစ်မယ်လို့ဘယ်လိုလုပ်သိမှလဲအိုက်ခင်ဗျာဘုရားပွင့်တော်ကဘုရားနောင်နေတဲ့တောင်ကျမှာမြန်မာနိုင်ငံတွေဆိုတော့ဒါကတော့ဟိုလူတို့ပြောရင်တော့အမွန်းတင်တဲ့စာရီလိုပဲထင်ပါတယ်ပါဠိစကားတွေကိုရေးတာနဲ့ဘုရားပါဠိလိုယူဆလို့မရပါဘူးနောက်ပြီးဘုရားကကြွက်မင်းအင်းလို့ပြောတဲ့ဘာဘာကြွက်မင်းဆိုတဲ့စကားလုံးတွေဟာဘာဘာခင်မှာအဲဆိုတဲ့စကားတွေဟာစကားလုံးသာယူသုံးတာဖြစ်ပါတယ်ဒါမှအဟောစရာကောင်းတာကဒီရုရှားကြီးတိုးဆောင်ဆန်တဲ့မျိုးတို့တွင်ဆိုတာကောင်မတူရဲ့အတန်းပေါင်းများစွာမြန်မာနိုင်ငံတော်135မျိုးလောက်ရှိတယ် အဲ့ဒါမှလည်းဒါသုံးဆောင်စနစ်မျိုးဆိုတာလေသူတို့အနေနဲ့ဘလို့ပဲဆိုဆိုပေါ့ဒါခရီးယန်နေတဲ့စကလုံးနေဟိုအဲ့တုန်းကဟိုအစ္စလမ်တွေပြောတော့မပေါ်သေးဘူးပေါ့နော်အဲ့တော့ဒီကျမ်းစာကိုကြည့်လိုက်ရင်တော့မှန်မှန်မှန်ဦးစင်းညင်းလို့မရပါဘူးဦးစင်းကိုယ်တိုင်လည်းပါဠိထားကြတာတွေကိုကျွမ်းကျင်တဲ့သူမဟုတ်တလို့အခုဖြစ်ပေါ်နေတဲ့ယနေ့ဘုဂျုံမူကြီးမဲအောင်လိုင်ကဗလာဒီမာပူတင်ကိုဒီစာပေးလိုက်ခြင်းအပြင်တစ်ဗလာဒီယာပူတင်ကဒီထဲမှာကျင်းတ်သွားစေတယ်တမိုင်းတစ်ခုရဲ့သူ့ကိုဘယင်ဖြစ်နေသူ့ကိုတင်စားလိုက်တယ်သူကတကယ်တော့နိုင်ငံခေါင်းဆောင်အဲဒါမျိုးလေးတွေက အဲဒီပလိုမစီရဦးမြောင်နိုင်ကအများပြောတဲ့ဂျင်းလိုပဲဆူဆူတကယ်တော့တူဦးနဲ့တူဦးမှာတယောက်ကိုတယောက်နားလဲသွားအောင်ကျင့်တ်သွားအောင်ရှေ့စကားနဲ့ဖွဲ့ပြီးတော့ချစ်တင်နှောင်းလိုက်တယ်လို့ဒါယုံကြည်မှုတည်ဆောက်လိုက်တဲ့အကောင်းဆုံးသောလက်နက်လို့မြင်ပါတယ်ဒါကိုယ့်ရဲ့အခက်အခဲသူ့ရဲ့အခက်အခဲနောက်ပြီးကြတော့မြန်မာတမိုင်းမှာရုရှားကိုဟလာမီခေကောဘာချော့တူအိုးရင်းနှောင်းကအဲဘယ်လဲအဲဦးစင်းနိုင်ငံကိုလာခဲ့တဲ့အမေရိကန်ကအဲဘော်ရုရှားကခေါင်းဆောင်တယောက်ခြေတုံဖျားပေါ်ရောက်ခဲ့တယ်လို့ပေါ့ မအလုပ်ကွန်မြူနတီတွေပေါ်လာမှနေပေါင်း450မရှိသေးဘူးတဲ့အခုမြန်မာနိုင်ငံနဲ့ဟိုဆက်သွယ်ကြတာ89နှစ်လောက်ပဲဆိုသေးတာဟုတ်တယ်မဆရာကျေရုံပြားရောက်တဲ့အခါမှာဗာလဲခရစ်ရှက်လာခရစ်ရှက်လာရရှာအကြီးကဲကကျေရုံပြားကိုလေးပြူတယ်လေးပြူတယ်ဟာဒီလောက်ကွန်မြူနတီကဘာမှမဟုတ်တဲ့ဒီကြောက်ပုံကြီးကိုလေးပြူရမလားပေါ့အဲအဲ့တော့ဒီဘက်ကမြန်မာလူကြီးကမိတာပေါ့မင်းတို့လိုကွန်မြူနတီဟာဘာသာတရားကိုမယုံကြည်တဲ့လူတယောက်ဖြစ်ပြီးတော့တို့ကျေရုံပြားကြမှာမင်းဖျားကြီးကိုကြည့်ပန်ပိုးတဲ့လူတွေကလည်းနိုင်ငံတော်ကိုခင်ခုထားတဲ့အတတ်မတော် နိုင်ငံတော်ရဲ့ထုတ်ကုန်တွေအကုန်ရနေတဲ့တက်မတော်နဲ့အင်းအားအလုံးကြီးရှိတဲ့တက်မတော်ကိုအန်တုနိုင်တဲ့သူတွေတက်တီလေချီချူရမှာဖြစ်သလိုသူတို့အန်တွင်းအန်တွင်းနဲ့တက်လိုက်ကြလိုက်နဲ့အခုသေးကုန်တာလူငယ်တွေကြီးပဲများတယ်။နောက်ကကျိုးဆွမ်းနေတဲ့လူတွေကတော့သူတို့အတွက်အခွင့်အထူးကန်နေသူတို့ဟေးအားလုံးကတွေ့ရတဲ့အတိုင်းပါပဲ။ဘောမမပါဘူးဦးစင်းဘောမမပါဘူးဆိုပြီးတော့ပြောနေတဲ့စကားလုံးတွေကတော့ဒီမှာပေါ်နေနေဖြစ်ပါတယ်။ဖြည်းဖြည်းနဲ့စကားတွေကိုလုံးလုံးညွန့်ညွန့်ပြောလာတဲ့အခါကြာရင်တော့ ပြည်ပြည်နဲ့ပဲပိုဆိုးတဲ့အနေအထားတစ်ခုရောက်လာမှာတော့သိကြပါပဲအားလုံးရဲ့အာယုံစိုက်မှုကိုပုံမှုခံရလာနိုင်ပြီးတော့တော်လိုင်းတက်ရဲ့လက်ထက်ကပန်းနေမဟုတ်ဘူးဆိုတာကိုလည်းအားလုံးသိဖို့လိုအပ်ပါတယ်ဟိုလွတ်လပ်တဲ့တိုင်းပြည်ကြီးသွားပြီးတော့တစ်သက်ကပဲမြောက်ပြီးလာဒီမှာသွေးနဲ့ရင်းရတယ်ဘဝနဲ့ရင်းရတယ်အသက်နဲ့ရင်းနေရတဲ့ပန်းငယ်သမီးငယ်တွေကိုနိုင်ငံတော်အုပ်ချုပ်တဲ့သူလည်းအဲ့ဒါကိုသိလို့ထိန်းထိန်းတင်းတင်းရှော့ရှော့ပေါ့ပေါ့လုံနေလို့ဒါကြီးကပူကြတယ်လို့လည်းပြောကြတယ်ဟုတ်တယ်ပါထိန်းထိန်းတင်းတင်းရှော့ရှော့ပေါ့ပေါ့လုံလိုက်လို့လည်းအဲနိုင်ငံတော်ရဲ့ ပိုင်ဆိုင်မှုတွေညှော်ပါတယ်လို့မြင်တယ်မဟုတ်ပါဘူးဦးစင်းအမြင်ကတော့လေဒီဘက်ကအင်းနဲ့အားနဲ့ပူပူသာလုံရင်ပူပူပြီးတော့တိုင်းပြည်ပြက်မှာပါအခုတို့ဘက်ကမညာတော့ဒီဘက်ကလည်းဟိုအရက်ပြောက်ပြောက်ရွာပြောက်ပြောက်မြည်ရရင်ပြီးရောပြန်ဖြစ်လာတဲ့အခါမှာကိုသားသမီးမပါလို့ကိုစမျိုးမပါလို့လို့ဖြစ်ကုန်ကြတယ်တကယ်တော့နှစ်ဖက်လုံးမငင်းညမ်းတဲ့အထက်မှာပြည်တာကကိုမြန်မာလူမျိုးတွေကြီးပဲဒါကြောင့်ဦးစင်းကတော့ငင်းညမ်းရေးဟာဖျားအကြိုက်ဆုံးလမ်းမဖြစ်သလိုဦးစင်းလည်းတောက်လျှောက်ငင်းညမ်းရေးအတွက်ကိုတော်တော်ကလည်းအဲဘူးလက်လက်ဆွေးနွေးဆွေးနွေးတယ် အခုအခုရွက်ကောက်ပွဲစတော့မယ်အဲဗုဒ္ဓဂုံကြီးဆရာတော်တော့ငင်းချမ်းရင်အတွက်ကိုဆွေးနွေးရဲဆိုပြီးတော့မင်းအောင်လိုင်ကိုငင်းချမ်းပြေးကိုလှုပ်ဖို့တခါမှပြောတာမကြပါဘူးမင်းအောင်လိုင်မင်းဆင်းပေးလိုက်မင်းဆင်းပေးလိုက်အားလုံးငင်းချမ်းဝပါပြီလို့ပြောတဲ့သူကမှတကယ်ငင်းချမ်းရဲ့လှုပ်တဲ့သူပါအခုတော့သာတော်လိုင်းတတိ PDF လူငယ်တွေကိုပဲတစ်ဖက်ဖြီပြောနေပြီးတော့မင်းအောင်လိုင်ကိုတော့ဘာမှပြောရဲပဲနဲ့မြောက်ထိုးပင့်ကောလှုပ်နေပြီးတော့ငင်းချမ်းရင်လမ်းကိုပဲသွားနေပါလေလို့ပြောနေတဲ့ကသင်ကန်းဝေထားပြီးတော့အစိုးနဲ့အကောင်တရားဓမ္မနဲ့ဒါမှမဟုတ်လုံးဝခွဲခြားမိသိမြင်နိုင်စွမ်းမရှိဘူးဆိုတာတော့ပေါ်လိုင်းနေဖြစ်ပဲရွက်ကောက်ပဲဖြစ်လာရင်လည်း တကယ်ငင်းညမ်းမှမလား။ဟိုအိန္ဒိယမှာဖြစ်သလိုရုပ်ကောက်ပဲကိုတက်ဒီနေ့လူကြီးပြနောက်တနေ့ငခုတက်ပြ။ဟွန်းဟိုကတင်းနေတဲ့မြလူကြီးရလဲတန်းတစ်ထောင်ကျော်။ဒီမှာလူလေးတန်း90လောက်ရှိတယ်မြန်မာနိုင်ငံမှာမကျင်းနဲ့လူရပိုင်ခွင့်လည်းနည်းနည်းလေးရဲ့တကယ်နိုင်ငံဥဆောင်မဲ့ရေချင်းရှိရလူဆိုရင်တင်လိုက်ဖို့ကောင်းတယ်။အခုလက်နဲ့ကိုင်းနေတဲ့သားငယ်သမီးငယ်တွေပဲဖြစ်ဖြစ်ကြီးရနေပြီးတော့မြောက်ပေးနေပြီးတော့အတုံးချနေတဲ့လူတွေကိုတော့မဖြစ်စေချင်ပါဘူး။ တကယ်လဲအဲ့တော့တပည့်တော်ရှားပြတယ်ဗျာအဲ့တော့ဘလိုမျိုးတပည့်တော်တို့ငင်းချမ်းအောင်တို့တွေအားလုံးဘလိုမျိုးလမ်းပြခြင်းလဲရှင်ဗျာအခု PDF ကောနော်နောက်ကမြောက်ပေးနေပါတယ်ဆိုတဲ့သူတွေရောဒီလက်နက်ကိုင်ဒီ PAO တွေရောအဲ့တပည့်တော်တို့ကျန်တဲ့အားလုံးတော့ပေါ့တို့လောတို့လောအကုန်လုံးတော့လက်နက်ကိုင်နဲ့အားလုံးငင်းချမ်းဖို့အတွက်ကဲမင်းတို့ဘောက်မင်းတို့အရင်ဦးဆုံးတရားရည်ကြွေးအများကြွေးလိုက်စမ်းပါကွာရှင်ဗျာရဲ့ဆုံးမစကားလေးနဲ့လုပ်တဲ့အကြံဉာဏ်ပေးမှုလေးပေါ့နော်အကြံဉာဏ်ပေးမှုလေးတပည့်တော်ပြောပြပေါ့နောက်ဆုံးအနေနဲ့ရှင်ဗျာဦးလေးတကယ်မြင်တာကတော့ တကယ်ညဉ့်ညဉ့်ညင်သိရှိညဉ့်ညဉ့်နဲ့လို့အခုစားဗဇက်ကညဉ့်ညဉ့်ရေးကိုပြောပြီးတော့အာနာရအောင်ဘာသာရေးကိုအသုံးချတာဒီတနက်ကြီးကိုကိုင်းပြီးတော့မှညဉ့်ညဉ့်စကားပြောရအောင်ဆိုတာဒီလုံးဝမဖြစ်နိုင်ဘူးညဉ့်ညဉ့်စကားကိုတကယ်ညဉ့်ညဉ့်နဲ့ယဉ်နေရစကားကိုဥဆောင်ပြောမယ်ဆိုရင်တော့ကောင်းပါတယ်အဲ့ဒီခါမှလည်းညဉ့်ညဉ့်ရေးမှပြောလိုက်ရင်ကိုယ့်ဘက်ကပြည့်စုံမှုရှိတယ်လို့ကိုယ့်ဘက်ကစွန့်လွတ်မှုရှိမယ်ကိုရယူလုံမှုအတွက်ဒါလောက်တာနော်ဒါဥစဉ်အမြင်ပြောတာကိုကဘာလဲဆိုညဉ့်ညဉ့်မှုကိုယူရင် ရင်းမြတ်မှုနဲ့ထိုက်တန်တဲ့ပြစ်ဆက်မှုတွေရှိတယ်။အဲမဟုတ်ဘူးကိုကအာနာကိုလိုချင်ရင်မြေကိုလိုချင်မြေကိုတောင်းတယ်။အခုစားအာနာလိုချင်အာနာတောင်းတယ်။အဲ့ကိုလိုချင်တာနဲ့ပေးမှနဲ့အပြန်အလှန်ကြီးတဲ့နေရာမှာနားလည်မှုအဲ့ဒါအဓိကပဲ။အရှုံးပေးရမှာမာနနဲ့အတ္တအမြင့်ဆုံးယူရမှာနားလည်မှုအခုရမယ့်အခွင့်အရေးနဲ့နောင်ရမယ့်အခွင့်အရေးကိုပြောကြည့်နိုင်တဲ့ပညာလိုတာအခုနိုင်ငံစင်မြတ်တန်းနဲ့ပြေးသွားပါကြည့် ။ဟောဒီငင်းညက်မှုကတတော်ကြီးကိုတကယ်လို့ဆိုပေမဲ့ရှင်မဆက်ပြောရှင်မဆက်မိတ်ပါ။ကိုပြရမယ်။လက်နဲ့ဒီကိုတုံးရတဲ့အင်အားကြီးအများကြီးဖြစ်နေတာပေါ့။အဲ့တော့ရှင်မငင်းညက်မှုတော့ကအားလုံးကလက်နဲ့ဒီအကောင်လုံးနောက်မှထားပြီးတော့ပါစကားပြောဖို့လိုရပေါ့ရှင်မဆက်လို့ကျင်တာ။ကိုကလက်နဲ့ကင်ပြီးတော့ငင်းညက်ခေါ်ဆောင်လို့မရဘူး။ဖိုင်းကအကြီးအကဲတွေကအဲ့လိုပဲပြောရမှာပါပဲ။အမှန်တမ်းပြောရင်မြန်မာနိုင်ငံမှာလည်းအသက်တည်ပြရတဲ့ခုနလိုဟို PDF တွေရှိတယ်လို့စစ်သားတွေဆိုရင်ဥစဉ်ကိုဆွန်းလောင်းနေတဲ့အမျိုးတွေလေ။ ။ဦးစင်းရဲ့တက်တည်ဆိုအကုန်လုံးရွှေ့သွားကြပြီ။ဦးစင်းနေခဲ့တဲ့ခုနှစ်ရနှစ်တက်ဦးစင်းကိုဆွမ်းကန်နေလို့။ဟိုရွှေ့ဒီရွှေ့အကုန်လေဒီတက်တည်ရောက်အခုဆိုလာတက်မတော်ဟိုဒီပါလေရန်ကုန်မှာခါပါတော့လေအမျိုးမျိုးပြောင်းလဲသွားကြတဲ့အခါမှာအောက်ခြေစစ်သားတွေဘွားမှာလေမလုံခြုံဘူး။ဒါပေမဲ့နိုင်ငံတော်နဲ့နေရတော့ဘာပဲဖြစ်ဖို့စားစရာရှိသေးတယ်။ဟိုတော်ထဲမှာမိပြစ်ဖပြစ်ကျုံကြည်ချက်တစ်ခုနဲ့တော်နဲ့ရောက်ပြီးတော့မှဘဝပြက်နေတဲ့တားငယ်သမီးတွေလည်းမရှိသေးဘူး။ဒါကြောင့်ခေါင်းဆောင် ကြည့်နေတဲ့လူတွေကအပြညာလိုပါတယ်။ဒါကြောင့်လဲအဲ့လိုလူတွေများနေတဲ့အတိုင်းပြည်ဒီလိုခံစားနေရလဲမဆမ်းဘူး။တကယ်တော့ရင့်ကျက်တဲ့ကောင်းဆောင်တွေဟာအကောင်းမြင်ဝါဒကိုရှေ့တန်းတင်ပြီးတော့သွားမယ်ဆိုရင်ကိုမောင်မောင်ဥစဉ်တို့တိုင်းပြည်ကတိုးတက်နိုင်မှာလေ။ဒါပေမဲ့ဥစဉ်တို့တိုင်းပြည်ကပညာတားအားနည်းနေတယ်။ဘုရားကသီလတမာတိပညာဆိုလိုပဲ။တမာတိနဲ့သီလရှိရင်ပညာပြည့်စုံသွားမယ်လို့ပြောတယ်။အဲ့တော့တတိနဲ့ပညာဟာတတိယအခြေခံပညာကနိဗ္ဗာန်ပါပဲ။အဲ့တော့ အခြေခံကိုတကယ်ကျွမ်းကျင်နေဖို့လူတိုင်းပညာတတ်နေရမယ်ဒါမှပဲနိုင်ငံတော်ကြီးရှေ့ကိုတွတ်တက်လာမယ်ဦးသွန်းတို့နိုင်ငံမှာအခုစားကိုမမောက်ကိုလည်းပြောမိသလားမသိပါဘူးတော်တော်တော့ပြောပြပါတယ်ဒီမှာရှင်နာအမေရိကန်59မြောက်59မြောက်မြောက်တော့သမရထရန့်ပြန်တက်လာတော့ထရန့်နားမှာဒီသမရကျန်းချိန်တော့မှာတက်လာတဲ့လူတွေကကိုမမောက်ကိုရင်တော့လေရင်ထုတ်တဲ့လူတွေကားထက်တဲ့စက်ယုံတွေအဲ့တထင်းတွေမဟုတ်တော့ဘူးဟုတ်တယ်နာလူအဲဇူကာဘက်တို့လို့ဟိုဘာလို့ Facebook CEO လို့ဟုတ်တယ်မလား TikTok CEO လို့ ဒီအရာကိုအသုံးချခက်ခဲတခက် software ပိုင်းမှာရေအောင်မြင်နေတဲ့လာဟို Google တို့တခက်အဲ့လိုတွေတက်လာကြတယ်အဲ့လိုရကြော်ဝမ်းမှုကလည်းခုနကလက်နဲ့စက်ယုံတွေကားစက်ယုံတွေရှေ့တုန်းကလိုဟုတ်တယ်မလားလင်းစက်ယုံတွေပန်ရှင်တွေကသမဏနဲ့လာပြီးစာချုပ်ချုပ်တာမဟုတ်ဘူးသမဏနောက်ဝိုင်းဝန်းမလာဘူးဒါကိုကြည်ကြည်အဖြစ်ဥစ္စတို့တိုင်းပြီးမှာအဲ့လိုလုံနိုင်တဲ့ပညာရှင်အဲ့တော့အသုံးချပြီးတော့ကျူးစားနိုင်တဲ့လူပဲမှရှိတယ်နိုင်ငံတိုးတက်ဖို့ဆိုရင်လမ်းတွေကောင်းရမယ်ဒရားတွေကောင်းရမယ်ဆက်သွယ်ရေးစနစ်တွေကောင်းရမယ် ဒီအခြေခံတွေကကောင်းပြီဆိုမှကုတန်သွားလာရေးလွယ်ကဲမြန်မာနိုင်ငံကိုကောင်းအောင်လုပ်ပေးမယ့်လူဘယ်သူရှိတယ်ဆိုပြီးတော့ခုဒီမြေသေးပါဘူးသူကတော့ကဲထားပါတော့ဒီကိစ္စတွေကတော့ဘာပြောဒီပြည်တွင်းမှာတွေ့ခဲ့တဲ့အကြောင်းအရာလေးမှာတော့ဗုဒ္ဓဂုံကြီးဆရာတော်အနေနဲ့ကတော့ငင်းချမ်းကြီးလမ်းကိုလူကျင်နေဆိုပြီးတော့နေအစဉ်နဲ့အမျှငင်းချမ်းကြီးနဲ့ပတ်သက်တဲ့စကားတွေပြောနေပေမဲ့ငင်းချမ်းကြီးနဲ့ပြောတဲ့စကားတိုင်းမှန်သမျှဟာတစ်ဖက်ဘူးပဲဖြစ်ပြီးပြောနေဖြစ်ပြီးတော့မင်းအောင်လိုင်ကိုတော့ဘောမှပြီးတော့မြောက်ပင်ပြောဆိုနေတာတွေတွေ့နေရမှာဖြစ်ပါတယ်။ဟုတ်မင်းအောင်လိုင်အနာသိမ့်နေပြီ။อืมအနာသိမ့်နေပြီဆိုတာသူမှန်လား။ ဖြေပါဖြေပါမှုမှန်သလားယူသားပြောရင်တော့အဲ तू ကအာနာသိမ့်တယ်လို့မပြောပါဘူးဟုတ်ပါတယ်အာနာသိမ့်တယ်အဲ့တော့ဒီမှာဟိုနိုင်တဲ့စီနေအနိုင်ရစိတ်တဲ့နေအာနာသိမ့်မှလို့ပြောရင်သူ့ဘောကအမုန်းဖက်လို့ရှိမှာပါဟုတ်အာနာသိမ့်တယ်လို့ပြောပါအာနာသိမ့်တယ်ဆိုတော့ तू အာနာထိပ်ပိုင်권ရှိလားအဲ့တော့ तू လုံပိုင်권နဲ့ तू လုံနေတာပေါ့နော်လုံပိုင်권ကအဲ့ဒါဒီဦးဇင်းကလဝင်ပြောလိုက်လို့ရှိတယ်မသိတော့ဘူးမဟုတ်လားဘာမသိတယ်ဝင်ပြောတော့ဟောမှားတယ်လားမှန်တယ်လားဦးဇင်းကတော့အမှန်မှားခြင်းမှန်ခြင်းကိုရှောင်းနေလိုက်တယ် ။အားလုံးပဲဒီဗီဒီယိုကြည့်ပြီးတဲ့အခါမှာဘယ်လိုမျိုးဗုဒ္ဓဂုဏ်ကြီးဆရာတော်မြင်ပြီလဲဆိုတာကိုပြောကြလို့ရပါတယ်။အားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတက်တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Jerry Chi Channel လေးကိုလည်းလာရောက်အားပေးကြဖို့ကံဒီဖိတ်ခေါ်လိုက်ပါတယ်။ online မျိုးတွေအားလုံးပဲနေ့စဉ်မြတ်ုံချိတ်တွေ့နေရတဲ့ဒီဗီဒီယိုမှာအင်ဝေးကြပါစေလို့နေရာကနေဒီမှာတောင်းပေးလိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်းဆုံတွေ့ကြပါမယ်။